ကျွန်တော်တို့ခုဒီနှစ်2025ကနှစ်ပညာနဲ့ပတ်သက်ပြီးတော့လူသစ်တွေအများကြီးထွက်တဲ့နှစ်လို့ပြောလို့ရတာပေါ့နော်ကျွန်တော်ဗီဒီယိုကြည့်တဲ့အထက်မှာရော့ကာတွေပါတယ်ဆိုရင်တော့ခင်ဗျားတို့ဒီကောင်မလေးကိုကြိုက်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်သူ့ပုံကဘယ်လိုလဲဆိုတော့ရှီနည်းနည်းတင်စားမော်နည်းနည်းပြီးတော့ မဆုံကြီးနည်းနည်းအဲ့လိုခိုးပါပါဒီပါပါတွေအဲ့လိုအများကြီးပေါင်းထားပြီးတော့ဖြစ်လာတဲ့လူတယောက်လို့ပြောလို့ရတာဗောနော်ရော့ကာပေါက်ဆလေးပဲဖြစ်ပါတယ်ဆိုတော့ဘဲအစိုးပြိုင်ပွဲရမှပြိုင်ပြီးတော့နာမည်ကြီးလာတဲ့ဟာလည်းမဟုတ်ပါဘူးသူကနဲ့သူ produce လုပ်ပြီးတော့သူဝါသနာပါတဲ့ဟာကိုသူ့အတူချတဲ့ရော့ကာပေါက်ဆလေးဗောနော်ဘယ်သူနဲ့တရုပ်ဆောင်တာလဲဆိုတော့ကျွန်တော်တို့ရဲ့ချစ်ရပါတော့ကိုဖြိုးနဲ့ပါသူတို့ကတော့အတီတရုပ်ဆောင်တာဗောနော်ဆိုတော့ကျွန်တော်ကတော့ကိုဖြိုးမြတ်အောင်ကျွန်တော်နောက်မှဖြစ်ပါတယ်အစိုးရအစိုးရမင်းသားပြီးတော့မော်ဒယ် နောက်ဘာတွေကြမ်းသေးလဲစာကြောက်ရုပ်အဲသူကဓမ္မစင်ကမှာသူကစာကြောက်ရုပ်ဆိုတော့ဆိုတော့တချင်းရဲ့နာမည်ကတော့ကျွန်တော်တို့ဒါအလွမ်းရဲ့ပင်လဲပါအလွမ်းရဲ့ပင်လဲကွန်ပိုဇာကဆော်နီတာစင်ကာကူကူဟန်တာအတာကတော့မောင်ဖြိုးရဲ့ကူကူဟန်တာရဲ့ထက်တရာလင်းဟာဒရိုက်တာကတော့အောင်ကျော်တန့် DOP ကတော့ရေဝင်ဘာညာတရကပါနော်အကုန်လုံးတော့မဖတ်ပြတော့မောလို့ကန်တာပရိုဒက်ရှင်ကနေပံ့ပိုးကူညီပေးထားတယ်ပေါ့နော်ဆိုတော့โอเคတီဇာလေးရင်ဖွင့်ပြ ဒိုလီစုံမိုက်ကိုကိုဖုန်းတွေခေါ်နေတာဘာလို့ဆက်သွယ်မလို့တာလဲပြောပါကိုဖုန်းမိကုန်နေလို့ပါကွာကိုရှေ့ရချီပြီးတော့ကိုပြန်မဆက်နိုင်သေးလို့ပါကွာကိုပြောအမှန်ကအဲ့လိုမျိုးတွေထည့်ရမှာနော်ငါ music video ကြည့်ရငါအဲ့လိုရိုက်လုံးဝအတီပေါက်ကြီးတင်နေနေနဲ့ပတ်သက်ပြီးတော့အရင်စိတ်ကုန်တာစိတ်ကုန်ဟုတ်တယ်နေနဲ့ပတ်သက်ရတော့ငါဖူလာ ွာရှုပ်လို့မရဘူးနော်မင်းကိုဖြိုးမြအောင်အလွမ်းရဲ့ပင်လဲဒါအတိဘူဖာရီဘာတွေနဲ့နားထောင်မှန်ဆိုရင်အတန်လေးကိုဂိတ်စုံလေးတင်ပေးဖို့ပြောချင်ပါတယ် so much be so caring out and do you show me when i bomb me but you me le so so me le lo nie be boy they take care ာတွေ short တွေဆောင်းရမ်းလိုက်ပါတယ်ကျွန်တော်တို့က music video တွေပုံခံရတဲ့ကျွန်တော်အဲ့လိုမျိုးခံရပါတယ်ဘာလို့လဲဆိုတော့ဖုန်းနဲ့ရိုက်လဲဗျာတိတယ်ဖုန်းနဲ့ရိုက်လဲဗီဒီယိုပါပဲတိတယ်မလားကျွန်တော်ဖုန်းနဲ့ရိုက်လဲဗီဒီယိုပဲရှင်းပြောကြည့်ဟို90 20တောင်းကကျွန်တော် Nokia ရဲ့ကင်မရာပါတယ် Nokia နဲ့ရိုက်လဲဗီဒီယိုပဲပေါ့နော်ဟိုဒိုးပေတော်ညာလဲစေတနာပေါ့နော်အဲကိုစီမှာပြိတက်ပဲရှိရှိပြိတက်မရှိသေးလို့အခုမှဆားတဲ့သူပဲဖြစ်ဖြစ်ကိုလုံးလိုက်တဲ့ဟာလေးကစေတနာလေးဆိုတဲ့အရာလေးထည့်ပြီးပေါင်လိုက်တယ်ဆိုရင်တော့ ို့ပြီးတော့တော့ကောင်းတယ်ပေါ့နော်မင်းချောငါသိချာစိုးစားမဲ့လည်းညည်းပင်လေးစိုးသမီးရလည်းလိုင်းရင်ပင်လေးစိုးစားမဲ့လည်းလိုင်းရင်ပင်လေးမူးကတော့မူးကတော့မိုက်နေ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  နော်အရှင်ကိုတစ်ချက်ရှို့မင်းတို့ဟာစိတ်စိတ်စိတ်စိုးတာတေးနေတာဘယ်လိုကိုပြောပြအောင်တေးနေတယ်သဘောပါလားမင်းတို့ငါကိုကြီးကိုငါကိုကြီးကိုစိတ်စိုးအောင်လှုပ်တာဘယ်သူလဲငါကိုကြီးကိုစိတ်စိုးအောင်လှုပ်တာဘယ်သူလဲပြောကိုကြီးငါဘိုင်ပါနေငါစာလန်းပို့ပဲဟာလို့မင်းသွားရှုပ်လို့မြောက်ကိုပြောမြောက်တေးဥဆောင်မှာဆောင်းကောင်းတာ

ငါတို့ရဲ့နားငါတို့ရဲ့ ear ring ကသွားရှုပ်လို့မရဘူးဆိုတော့အဲ့ဒါပြောတာဒီမှာ music က iron cross ဆက်ချစ်ဆိုလို့တီးပြီးတော့မစင်းက mastering ကိုဆက်ချစ်လုပ်ပေးထားတာ哦ဆိုလို့တစ်ချက်နားထောင်လိုက်တာနဲ့ဒီဆိုလို့ကဘလောက် standard ရှိလဲဆိုတော့ငါတို့ကသိတယ် verse ကနေပြီးတော့အဲ့ချမ်းအဲ့စုံစမ်းမဲ့လွမ်းရဲ့ဘင်းလဲဆိုအဲ့ drop scene နဲ့ဟာဆောက်ဝမ်းကြိုက် ိုက်ျော့တော့မိုက်တယ်ဟေးအိုက်ျော့ရန်ကွတ်တယ် Let's get in the year we how we was it Cause I'm your enemy yeah oh you know I'm way Let me on the way day day ေနဲ့ပတ်သက်ပြီးတော့အရင်စိတ်ကုန်လာဟုတ်တယ်ဟုတ်တယ်နေနဲ့ပတ်သက်ပြီးတော့ငါအရင်စိတ်ကုန်လာဒီဘဲကဒိုင်ယာလောရဲ့တန်ဖိုးအတက်အကျောက်ပါဒီဘဲကသိတယ်မင်း2026အကယ်ဒမီကဟိအောင်ဖြိုးမြအောင်ပဲနော်သဘောပေါက်လားတော့မသိညီငွေလားနေနဲ့ပတ်သက်ရတော့ငါဖူလောင်းလားဒါပဲနော်ကျလို့ ိုက်တယ်ဟျောင်းရှော့ကတော့မိုက်ပါတယ်ကွန်ပိုဇီရှင်းလောကကွက်တီနော်ဟိုဘက်နောက်မှာနေရှိမယ်မိဘုံရှိမယ်ဒီဘက်က subject ရှိမယ်ဟူး ဆိုတော့ဒီတိပဲကျွန်တော်ကြည့်ပါမယ်ဘာတွေဖြစ်မလဲဆိုတော့ကျွန်တော်လည်းမသိဘူးပေါ့တော့တွေ့ရတဲ့လောက်တော့လက်ထဲမှာသွေးတွေတွေ့ရဆိုတော့ဘလူးရှော့လိုက်တယ်လို့မသိဘူးဆိုတော့မောင်ဖြိုးမြအောင်ပဲရှော့လိုက်တယ်လားမောင်ဖြိုးမြအောင်ဖောက်တဲ့ကောင်မလေးကိုပဲရှော့လိုက်တယ်လားတော့မသိဘူးဘလူးရှော့လဲဆိုတာသိရင်ဆိုရင်တော့ကုကူဟန်တာရဲ့အမ page မှာတင်ထားပါတယ်အဲ့မှာသွားပြီးတော့ကြည့်လိုက်ပါဒါမှမဟုတ်လေ YouTube ကကျွန်တော်ဗီဒီယိုကြည့်တဲ့ဆိုလေ YouTube မှာကုကူ official ဆိုပြီးရိုက်ရှာလိုက်ပါဒါမှမဟုတ်လေတချင်းရဲ့နာမည်ဖြစ်တဲ့ အလွမ်းရပင်လဲဆိုပြီးတော့ရိုက်ရှာလိုက်ပါအစုံကြီးပြတော့ကြီးကြီးမားမားတင်ပါတယ်အားလုံးပဲသူစနိုက်ကိုစနိုက်ဒန်နေရနေပြီးတော့ကင်းဝေးကြပါစေလို့ဇူတောင်းပေးလိုက်ပါတယ်အားလုံးတက်တာပါ